ားလုံးမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါဒီနေ့ဇူလိုင်၁ရက်နေ့နောက်ကပထမဦးဆုံးရက်မှာကျောင်းမိဘတွေနဲ့ဒါကျမ်းမာချမ်းသာစွာနဲ့ပြန်လည်တွေ့ဆုံခွင့်ရတာတကယ်ကိုဝမ်းမြောက်ဂုဏ်ယူစရာပါဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအရာကရန်ကုန်အင်းစိန်မြို့နယ်အင်းစိန်ထောင်အတွင်းထဲမှာကျင်းချခံနေရတဲ့ အချင်းသားတဦးကိုပြန်လဲလွမြောက်အောင်လုပ်ပေးမယ်ဆိုပြီးတော့အချင်းချခံမိသားစုဝင်တွေကနေပြီးတော့မြမကျက်ငွေ3900လိမ့်လေလိုက်တဲ့ထောင်ဝင်တန်းတွေအကြောင်းကိုတင်ပြပေးပါမယ်။နောက်ထပ်ဒင်းခုကတော့ကျွန်တော်တို့အလှည့်ရောက်ပြီ။ဘသူအလှည့်လဲကျွန်တော်ရင်မိပါတယ်။ကျွန်တော်တို့အလှည့်ပါ။ဒီမိုင်းဖရင်းမှာဂျမ်ပါစစ်ခွေးတက်လော်ဘီဘက်ကနေပြီးတော့သူ့ရဲ့ သတင်းတွေကကျွန်တော်နောက်ချုံမှာရှိတဲ့ကျွန်တော် DNA နဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တပေါင်းစုတွေထိန်းချုပ်ထားတဲ့ကြီးရွာအချို့ကိုသူတို့တွေပြန်လဲတိုက်ခိုက်သိမ်းပိုင်နိုင်တယ်ဆိုတဲ့သတင်းကိုကြီးကြီးမားမားချန့်ချက်ထားတယ်ကြီးကြီးမားမားသတင်းတွေထုတ်နေတာတွေ့ရပါတယ်ဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့ join view တွေကိုဝမ်းမြောက်ဂုဏ်ယူပွဲသတင်းတွေကိုကျွန်တော်ကတင်ပြပေးမှာပါအကြောင်းကျွန်တော်ရဲ့ video ကိုအဆုံးထိဝင်တရှိဖို့ join view တအူးချင်းစီတိုင်းကိုတလေတစား ပြစ်ခေါ်လိုက်ပါတယ်ဒါမှလည်းပုံမှန်အဆုံးချက်မှာပဲဖနေ့ငယ်ဒါဝန်ကြီးချုပ်အပြောင်းလဲတရင်တွေကျွန်တော်တို့ထွက်ပေါ်လာပါတယ်ဟုတ်ပြီအဲယာယီဝန်ကြီးချုပ်အဖြစ်ဆူရီနာကဖြစ်လာပြီးတော့ကျွန်တော်တို့အကြမ်းဖက်မိတ်ဆာရဲ့လက်ကိုလက်ဆွဲနှုတ်ဆက်လိုက်တဲ့ပေထွန်တန်ကတော့ဒီနေ့မှာပဲအစိုးရအိမ်တော်ကဆင်းသွားရပါတယ် ဒီကြောင့်လည်းပတ်သက်ပြီးတော့လူမှုကွယ်ဆိုရှယ်စာမျက်နှာပေါ်ပေါင်းမှာလည်းပဲတကယ့်ကိုကျိန်စာတဲ့တဲ့ပုံစံမျိုးအထီကိုရေးသားဖော်ပြနေတာကိုကျွန်တော်တို့ထူးခြားစွာတွေ့ရမှာဖြစ်ပါတယ်။မင်းအောင်လှိုင်တဲ့ပတ်သက်သူမှန်သမျှဟာကုလိုဒါကန်ဆုံးမှုတွေရောက်လာတတ်ပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့ရက်သတင်းမှာကျွန်တော်ကတော့ဒါမင်းအောင်လှိုင်နဲ့လက်စွဲနှုတ်ဆက်ခဲ့သူတွေမင်းအောင်လှိုင်နဲ့တွေ့ခဲ့တဲ့သူတွေလက်ရှိကဘာအရရက်ကဘာကောင်းဆောင်အချို့ ဘလို့ခင်းချင်းတွေဖြစ်ပေါ်နေလဲဆိုတာကိုကျွန်တော်အချက်လက်အနေငယ်နဲ့တင်ပြခဲ့ပြီးပါပြီမကြည့်ရသေးတဲ့ကျွန်တော်မိသားစုဝင်တွေပြန်ပြီးတော့ကြည့်ပေးပါဟုတ်ပြီဝန်ကြီးချုပ်ပြုံးနိုင်ငံတော်မှာရဆိုင်ရန်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကမိတ်ချပြီးတော့ဒုတိယဝန်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝန်ကြီးဖြစ်သူရှူရင်နာကိုယာယီဝန်ကြီးချုပ်ဖြစ်ခန့်လိုက်ကြောင်းထိုင်းတင်းတွေမှာဖော်ပြထားပါတယ်ဆွေယာဟာဝန်ကြီးချုပ်နဲ့ညီမျှတဲ့အခွင့်အာဏာပြေဝပိုင်ဆိုင်ခွင့်ရှိထားပြီးတော့ အခမ်းအမှုနဲ့ဘတ်ဂျက်များဆိုင်ရာအမိများထုတ်ပြန်နိုင်မယ်လည်းဖြစ်တယ်လို့လည်းသိရှိထားရပါတယ်။ဆိုတော့တော်ရဲနေ့မှာကျင်းပမဲ့ကျန်းသစ္စာကျိစုဘွဲခန္ဓာကျွန်တော်တို့ကက်ဘိနက်အဖွဲ့အစ်ကိုလည်း၎င်းကဥဆောင်ပြီးတော့ကျင်းပသွားမယ်ဆိုပါတယ်။ဒါကလက်ရှိကျွန်တော်တို့ဒါပြောင်းလဲလေးတစ်ခုကိုကျွန်တော်မြင်ပါတယ်ကိုအရင်ဥစားတင်ပြတာပါအထိုင်းအောင်မြန်မာနိုင်ငံသားလူ့သမားတွေအတွက်လည်းဘာဖြစ်ဖြစ်ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရက်တွင်းနေမှာအထိုင်းနိုင်ငံတွင်းမှာကျွန်တော်တို့ဇန်နာပြတာပေါ့နော်ဒါ ပုံစံတွေအများကြီးကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်တို့မိမိတို့နေတဲ့နေရာတွေမှာလည်းပဲနိုင်ငံရေးအပြောင်းလဲတွေကိုလည်းသိရှိဖို့ရေးကြည့်ပါတယ်ဟုတ်ပြီအဓိကကျွန်တော်ဒီနေ့တင်ပြချင်တဲ့အကြောင်းအရာကအကျဉ်းဦးစီးဝန်ထမ်းနဲ့စစ်တပ်ရဲတွေပေါင်းပြီးတော့ကျင်းသားကိုလှပေးမယ်ဆိုပြီးမြန်မာချက်ဝေ3900လိမ့်လေသွားတဲ့ကိစ္စကိုတင်ပြပေးချင်တာပါကျွန်တော်တော်လန်သောမိသားစုဝင်တွေ ဒီတင်းကိုကြားလိုက်ရင်တော့ကျွန်တော်မိသားစုဝင်တွေကတော့အံ့ဩမှာမဟုတ်ဘူးကျွန်တော်ကိုယ်၌လည်းမအံ့ဩဘာကြောင့်လဲဒီကောင်တွေကတခိုးဂျပိုးလူရည်လူကောင်းလူရုပ်လူညံ့ဆိုတာကျွန်တော်အားလုံးသိရှိပြီးဖြစ်တယ်ဒီလိုချိန်နေမှာကျွန်တော်အချင်းချခံနေရတဲ့မိသားစုဝင်တွေရဲ့မျောလင်းချက်ဒီမျောလင်းချက်ကိုအသုံးချပြီးတော့လွတ်အောင်လုပ်ပေးမယ်ဆိုပြီးတော့သူတို့က ဆိုသပြဲ့ဗျာတတိယခံကိုလော့လို့အချင်းချခံထားရတဲ့သူအချင်းသားကိုလော့အောင်လုပ်ပေးမိမြမအကျက်ငွေ3900ဆိုတော့လေဒါသူ့မိသားစုဝင်တွေရမဖြစ်ဖြစ်အောင်ရှာကြံစူဆောင်းချင်းငါပြီးတော့အဲ့ဒီအချင်းထောင်ဝင်နှန်းတွေကိုပေးလိုက်ကြပါလေဟုတ်ပြီဒီနေ့စမှာရန်ကုန် အင်းစိန်မြို့နယ်ရှိဒါအင်းစိန်ကျင်းထောင်ကျင်းသားကိုလော့လုပေးမယ်ဆိုပြီးတော့ကျင်းသားမိသားစုထံမှကျင်းဦးစည်းဝန်ထမ်း၃ဦးကျွန်တော်ဖတ်စစ်ခွေးတက်သား၃ဦးရဲတအူးငွေချသိန်း900တောင်းခံပြီးတော့လိန်လယ်မှုဒီအထက်မှာဖြစ်ပွားခဲ့တယ်လို့ကျွန်တော်ကျင်းထောင်နဲ့နီးစပ်တဲ့တိုင်းဝိုင်းကနေပြီးတော့သိရှိထားရပါတယ်အစကဒါရဲတယောက်ကနေပြီးတော့စစ်ခွေးရဲခွေးနဲ့စစ်ခွေးနဲ့ပေါင်းပြီးတော့လုတာပါ ပြီးတော့ငွေယူလိုက်ပြီးတော့အချင်းထောင်အတွင်းနဲ့ကအချင်းဒါထောင်ဝင်တန်းအောင်လဲပါပေါင်းပြီးတော့၃ရောက်ပေါင်းပြီးတော့ကျွန်တော်တို့လွတ်အောင်လုပ်ပေးမယ်ဆိုပြီးတော့3900ကိုလက်ခံရယူခဲ့ကြတယ်ငွေကိုလက်ခံကြည့်လိုက်တယ်နော်ကျွန်တော်ရဲ့မိသားစုဆိုတော့ငွေပေးလိုက်တဲ့သူမှအပြစ်ရှိလားကျောင်းနိုင်ငံဟာအဆက်ဆက်အရာရာ ်ယူပြီးပျက်စီးနေတာပါတခါတည်းမှာကျုံမိသားစုဝင်တွေပေါ့နော်ခက်ခဲကိုကျွန်တော်တို့နားလည်ပါတယ်ဆိုတော့ကျုံမိသားစုဝင်တယောက်ချင်းချခံနေရတဲ့အချိန်ဆိုတော့ဒီဖက်ကလည်းပဲလော့လုပေးမယ်ဆိုတော့ကန်းလန်းလာတယ်ကန်းလန်းလာတဲ့သူကလည်းလက်ရှိထောင်အာနာဘိုင်းတွေဖြစ်တယ်ဒီမိုကရေစီခွေးတက်ကစစ်သားပါတယ ပြီးတော့လက်ရှိထောင်လုံးကျုံရေးကိုရယူပေးထားတဲ့ရဲခွေးပါတယ်ရဲလည်းပါတယ်စစ်သားလည်းပါတယ်ပြီးတော့ထောင်အာနာပိုင်းထောင်ဝင်တန်းလည်းပါတယ်ဆိုတော့အဲ့ဒီသုံးကောင်ကပြောတယ်ဆိုတော့အဲ့ဒီမိသားစုလည်းယုံလိုက်တယ်လို့တော့ကျွန်တော်ကတော့မှတ်ယူလိုက်ဟုတ်ပြီဒါတော့ခခဲနေတဲ့အခြေအနေတွေစီဝါရေးဂျုံဂျုံကြအာကောင်းကူတော်မှာယက်တီဖို့အတွက်ကိုယ့်ရဲ့အသက်တော်မှာအာမခံ လို့မရတဲ့နိုင်ငံအတွင်းထဲမှာနေနေတဲ့ကျွန်တော်တို့မိသားစုနဲ့3900ကိုရအောင်ရှာဖွေပြီးတော့ထောင်ကျနေတဲ့သူကိုလွတ်မလားဆိုတဲ့ဂျုံကြီးလောက်အောင်လိန်လေခဲ့တဲ့ကိစ္စသူတို့ငွေပေးလိုက်ဒါကြောင့်ကျွန်တော်ကကျွန်တော်မိဘတွေကိုတေချာစွာပြောနေတယ်ကျွန်တော်ထက်ခါထက်ခါပြောနေတာမဟုတ်ဘူးထောင်အာနာပိုင်းရဲ့လက်ရှိအကြမ်းဖက်စစ်ခွေးတက်ကအောင်တွေပေါင်းပြီးတော့လိန်တော့မိသားစုဝင်တွေကယုံမိတာ မဆန်းဘူးကြီးဗျာပြင်မဲ့ပဲဆောင်တာလိင်တဲ့ကိစ္စမဟုတ်ဘူးကျွန်တော်တို့ဗျာအခြားကိစ္စတွေအများကြီးကျွန်တော်တို့ဒါလူမှုပတ်ဝန်းကျင်စီးပွားရေးလောကမှာရှိပါတယ်ဆိုတော့ကျွန်တော်တို့ကန်ဖရာလုပ်ငန်းတွေအဲပြီးတော့ခြားသောရောင်းဝယ်ကိစ္စမျိုးတွေပြီးတော့မြေယာကိစ္စမျိုးတွေစသည်အဖြစ်ပွဲစားပွဲစားပွဲစားပြီးတော့သူကတိနုံနုံသူကတနုံနုံဒါမျိုးတွေနဲ့ဝိုင်းပြီးတော့လိန်တဲ့ကိစ္စတွေအများကြီးရှိရစာစာတဲ့အတုတွေနဲ့ ။မညှိုးထုံးပြီးတော့လိန်နာတွေလည်းရှိတယ်။ online ပေါ်မှာလိန်နာမဟုတ်ဘူးကျွန်တော်ရင်ပြပါ။မြေပြင်မှာခေါ်ပြီးတော့ဒီနေရာဒီအကွက်ဒီဟာဘလို့ဖြစ်တယ်ဘာညာအဆိုးပြီးတော့တိတိချာချာလိန်သွားတဲ့ကောင်းနေအများကြီးရှိတယ်။အခုလိန်ရမှုကအဲ့ဒီအင်းစိန်ထောင်အတွင်းထဲမှာရှိနေတဲ့အကြမ်းဖက်စစ်ခွေးတက်ကကောင်ရဲ့ရဲခွေးရဲ့အချင်းဝင်နှန်းရဲ့ပေါင်းလိန်နာဆိုတော့ လို့မယ်ဆိုတော့ညှော်လင့်ချက်ပေးတဲ့သူကပြင်ပသူမဟုတ်ဘူးကျွန်တော်ခုနကပြောတယ်ပွဲစားတွေမဟုတ်ဘူးသူတို့ကိုယ်နိုင်ဓာတ်ရိုက်နေတာဆိုတော့ယုံတာပေါ့ယုံတော့ပေးလိုက်တော့ဆုံးသွားတာပေါ့အဲ့တော့ဘယ်ကနေရပေးပြီးတော့ခုဘက်ကလည်းလက်ဝယ်လက်ခံပြီးသွားပြီဒါမဲ့အချင်းချနေတဲ့သူပြန်မလွတ်လာဘူးအဲ့ဒီအချိန်မှတ်တမ်းတွေယူထားရမှာပေးလိုက်တဲ့ဒါငွေ ခုမှဆိုပါဆိုဗျာ1000နံဆိုလဲ1000နံပေါ့9000နံဆိုလဲ9000နံ1000နံမှာပါတဲ့အချို့သောဒါကနန်းနေပြီးတော့ကိုပေးလိုက်တဲ့ငွေရဲ့မှတ်တမ်းဓာတ်ပုံတွေဗီဒီယိုဖိုင်တွေပြောအောင်က1000နံဆိုရင်ဘဏ္ဍအုပ်9000နံဆိုဘဏ္ဍအုပ်ပြီးတော့ဘယ်အချိန်မှာဘလို့ပုံတံရှိတဲ့ဘယ်သူကပေးခဲ့တယ်ဘယ်သူကလက်ခံတယ်ဒါတွေမှတ်တမ်းရှုထားအောင် ဆိုတော့သူတို့လည်းမတမ်းမယူရဲဘူးထင်ပါတယ်ဆိုတော့မှတမ်းတွေတော့ထပ်ပေါ်လာတော့မရှိဘူးတရင်ကတော့ထပ်ပေါ်လာတယ်ဟုတ်ပြီဒီလိုနဲ့ပတ်သက်ပြီးတော့သူပတ်စံပေးပြီးတော့မှလူကမလွတ်လာလို့သူတို့ကအဲ့ဒီထောင်အာနာပိုင်းတွေကိုထပ်မံတိုင်ကြားတယ်ဆိုတော့အဲ့ဒီတိုင်ကြားမှုဖြစ်ပြီးတော့မှဒီကိစ္စကထပ်ပေါ်လာတာဖြစ်တယ် အစ်စိန်ထောင်မှာရှိတဲ့အကျဉ်းဦးစီးဝန်ထမ်းတွေနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ထောင်ချနေသူတွေနဲ့ပြီးတော့တာမန်အကျဉ်းသားတွေထံမှာငွေတောင်းခံနေတဲ့ဝန်ထမ်းတွေအများကြီးဟုတ်လားကျွန်တော်မိသားစုနိုင်ငံရေးနဲ့ပတ်သက်တဲ့အကျဉ်းသမားတွေဆိုရင်ပို့ပြီးတော့တကောင်နေဖိနှိပ်တဲ့နှိပ်စက်တဲ့ညှိမ့်မှန်းတဲ့ငွေပူတောင်းတယ်ဆိုဒီဖြစ်စဉ်တစ်ခုတည်းလားမဟုတ်ဘူးအရှိမဖြစ်စဉ်တွေအများကြီးဒီလမ်းမျိုးစုံတွေရှိတယ်နေရာကောင်းရဖို့ ထောင်ကြတာမှနေရာကောင်းတာနေရာမကောင်းတာရှိသေးတယ်နော်ကျွန်တော်သတိရလို့ပြောပါမယ်ကျွန်တော်မြင်ပါတယ်ဒါဒီဂျပန်ရဲ့အတွင်းမှာဆိုရင်ကျွန်တော်နိုင်ငံကြီးနဲ့ပတ်သက်ပြီးတော့ဒါအကြောင်းနိုင်ငံကြီးရဲ့ဒါတကယ်ကိုဒါထင်မှားကြော်ကြားတဲ့သူတွေထောင်ထဲမှာပဲအချင်းချခံပြီးတော့ကျွန်တော်တို့ဒါစေဝကုသမှုတွေလုံလောက်အောင်မရခဲ့တဲ့နောက်ပိုင်းတွေမှာအယုဒိယသိဆုံးပါတယ်ဆိုတဲ့သတင်းနဲ့ပြောပြီးတော့အလောင်းအောင်ပြန်မပို့ဘဲနဲ့သိဆုံးခဲ့ရတဲ့ကျွန်တော်တို့နိုင်ငံက အချင်းသမားကြီးတွေအများကြီးကျွန်တော်တို့တိတ်ဆုံးခဲ့ကြအောင်ကြားတွေ့ရမှာဖြစ်တယ်ဟုတ်ပြီသင်္ကြန်ဝင်းကျော်ထောင်ကျနော်ကအလှလာမပြောဘာကြောက်ပါလဲဒါကကျွန်တော်ဆက်ဆက်ပြီးတော့ကျွန်တော်မိသားစုဝင်နေစီကအဖြေတောင်းကြည့်တာပါဟုတ်ပြီဒါဆက်စီစပေါ့တွေနဲ့ပတ်သက်ပြီးတော့ဟလာဒီနိုင်ငံရဲ့အခုအချင်းချခံလိုက်ရတဲ့ လူပညာရှင်တွေကဘာကြောင့်ထောင်ထဲမှာမသေးကြတာလဲအချိန်ကလူပညာရှင်တွေပေါ့အခုချိန်မှာတော့မာလာဘယ်လိုရပြီးတော့သူတို့ကိုယ်နဲ့တူးချင်းစီအမှုပညာရှင်ဖြစ်သွားကြတယ်ဟုတ်ပြီအဲ့ဒီအမှုပညာရှင်တွေအကျဉ်းချခံတဲ့ချိန်ဘာကြောင့်မသေးကြတာလဲဘာကြောင့်ကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်ပါတယ်ဆိုတော့ပုံမှန်အမျိုးမျိုးမတရားဆွဆွဲခံထားရတဲ့အပြစ်ရှိတဲ့သူတွေကြမှာ ဘာကြောင့်ပေနေရတာလဲတယောက်ပြီးတယောက်ကျွန်တော်ရမိပါတယ်အခုအိုးဘုံတော်မှာကြေကြခံနေရတယ်လူမျိုးတစ်ပိတ်ခေါင်းကြောင်သူလည်းလည်းညီမနှိပ်စက်ခံနေရတယ်ပြီးတော့ကျွန်တော်တို့မိတော်ဆန်းစွတ်ကြည်ပြည့်ကျမ်းမာရေးအခြေအနေဒီပိုင်းမှာတဲတဲတဲလေးလေးကြားနေရတယ်အဲ့တော့မိတော်ဆန်းစွတ်ကြည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုဝင်တွေအရန်ကိုစိတ်ပူနေကြတယ်ဆိုတော့ NUG က ဒေါ်အောင်ဆန်းစွတ်ကြည်အတွက်အလွန်ကိုစိုးရိမ်ပူပန်မိပါကြောင်းထုတ်ပြန်ကြေညာလာတာပါတွေ့ရတာဖြစ်တယ်။ဆိုတော့အဲ့တော့ကျွန်တော်တွေ့တဲ့အချိန်မှာကျွန်တော် NUG ရဲ့ထုတ်ပြန်ကြေညာချက်ကိုကျွန်တော်စိတ်ထဲမှာကျွန်တော်ပြန်တုံ့ပြန်လိုက်တာကမင်းတို့စိုးရိမ်ပူပန်ပါတယ်ဆိုတဲ့ထုတ်ပြန်ကြေညာချက်ကိုထုတ်ကမှာမဟုတ်ဘူး။အေးလာအလုံးနဲ့လက်ကဲအကောင်ကိုတော့တော်တော်တော့ဖိအောင်နေတဲ့အကောင်လုံးစူပေါင်းနိုင်ဖို့စူးစမ်းပြီးတော့ ။ဘောဆန်းစွတ်ကြည်ကိုကိုယ်လိုက်သွားထုတ်တာ။အဲ့ဒါကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်တယ်။ဆိုရင်ပူပန်တာတွေကြောက်ကြတာတွေထိတ်လန့်တာတွေထုတ်ပြန်နေတာဟာဘုရားသမဂ္ဂရဲ့တရားကြီးဖွင့်ပိတ်တဲ့ပုံစံတူးနေတယ်။ခန္တရံကြာနေတာထုတ်ပြန်ကြီးညာတယ်ပြောဆိုမယ်ဆိုရင်လည်းပဲနည်းနည်းပါးပါးတော့ဒါတုံးသက်ဆင်ခြင်စီလိုတယ်။ပလန်တော့ကလာ၄နှစ်ကျော်၅နှစ်ရောက် ဖက်ရှင်တို့ကရန်သူပြပြကျွန်တော်တို့ကိုမနိုင်ဘူးမနိုင်ရင်ကျွန်တော်တို့ပြည်သူတွေကိုပဲအုံကျဲတက်ပြတ်နေတယ်ခဏချိန်တည်းပြီးတော့ချင်းထောင်တွင်းထဲမှာအချင်းချခံနေရတဲ့ကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်ပါတယ်ဆိုတဲ့သူတွေမှန်မြောက်ကိုတနည်းမဟုတ်တနည်းနဲ့တက်ပြတ်နေတယ်အဲ့ဒီအဲမှာမှတော်ဆန်းစုကြည်နဲ့တာ ျွန်တော်တို့နိုင်ငံရဲ့ရည်ကြီးတဲ့ပုံကိုယ်တွေကိုကြီးရွယ်ချက်ရှိရှိညီမနှိမ့်ဆက်နေလီရော့သလားလို့ကျွန်တော်တို့တွေးထင်စရာရှိတယ်။ကျန်သူကိုကျွန်တော်တို့လုံးဝရှော့တလို့မရဘူး။တော်တော်ရောက်မှာကျုပ်မှာအောက်ချစ်တဲ့က ဒါကြောင့်အန်ယူဂျီရဲ့ဒါဆိုရင်ပူပန်ပါလေဆိုတော့ထုတ်ပြန်ပညာချက်ထက်ကျွန်တော်တိုင်းကတစ်ခွက်ဝင်နေအကုန်လုံးနဲ့ဒေတာခိုင်မာစွာမာမိတ်ချစ်ချစ်လက်လက်မာမိတ်တော်ချစ်ချစ်လက်လက်ခိုင်မာတဲ့သဘောတူညီချက်တွေရရှိဖို့ ਨੇ ကျွန်တော်တစ်ခွက်ဝင်နော်မတိုင်းညလုံးမှာရှိတဲ့ညာတပွဲဝင်တွေရောတောင်ပိုင်းကတပွဲဝင်တွေရောမြောက်ပိုင်းကတပွဲဝင်တွေရောရှိစင်းမြတ်တပွဲဝင်တွေအကုန်လုံးကိုစနစ်တကျစနစ်တကျ တေချစွာစူးစီးပြီးတော့ပြန်ပြန်ရမယ်အချိန်ရောက်နေပြီကျောင်းတူဝင်တဲ့ကျောင်းလူငယ်တွေအားလုံးကတော့အစင်တဲ့အမြဲတမ်းဖြစ်နေတာဟုတ်ပြီဒါဆိုရင်တော့လက်ရှိနိုင်ငံပြည်ထဲမှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေဟာကျောင်းတက်ကတော့ထူဆန်းပွေတော့မကောင်းပါဘူးဘာကြောင့်လဲလက်ရှိအာနာယူအောက်မှာရှိနေတဲ့ကောင်တွေအကုန်လုံးက level အာနာယူပေါက်ပြီးဖြစ်ပြီးတော့ကျွန်တော်ပြည်သူရှိရဝေချင်းကိုလူကြီးမျိုးစုံနဲ့လိန်လေလှဲ့ပြားပြီးတော့အခုလူမျိုးစားတော့နေကြတာဖြစ်တယ်ဒီကောင်ကျွန်တော်ဘာမှမလုပ်တတ်ဘူးခြေဝိုင်းနဲ့ပတ်သက်တဲ့ပညာရှင်တွေလာမဟုတ်ဘူးဤပညာသမားတွေလာမဟုတ်ဘူးကျွန်တော်ပြောပြီးသားအကျိုးခက်စစ်ခွင့်တတ်တဲ့ပတ်သက်မှုမှန်သမျှကိုယ့်ဟာဇန်ကောင်ကိုယ့်ဟာဇန်ကိုယ်တော်မှမန်နေဂျမန့်မလုပ်နိုင်တဲ့ကောင်လေးလို့ကျွန်တော်ပြက်ပြက်သားသားပြောပြီးသား ကျွန်တော်နှိမ်ချပြီးပြောတာမဟုတ်ဘူးဘုရားဘက်ကလူကြီးကောင်းနေတဲ့စကားတန်ကိုပဲကျွန်တော်မြို့ပိုင်းနားထောင်ကြည့်လိုက်လော့တောင်းအောက်တန်းကြတဲ့ပညာမဲ့တဲ့ကောင်းနေလဲဆိုတော့ကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်ဒါကဘုရားဘက်ကိစ္စဖြစ်နေတာဟုတ်ဗျဟုတ်ပြီဒီနေ့အရေးကြီးတဲ့သတင်းလာပါပြီအဲ့တော့ကျွန်တော်အလဲရောက်ပြီ ။အောင်ချော်လေးမတက်ပြီးတော့ကျွန်တော်ရှေ့သတင်းစင်တွေမှာတန်ဖက်စစ်ခွစ်တက်အင်အားအလုံးကြီးကိုအသုံးပြုပြီးတော့ဝင်ရင်ပစ်ကူလက်နက်ကြီးပစ်ကူဒါဒရုန်းတွေတွေကချန်ရန်ပြီးတော့ပြင်းပြင်းထန်ထန်စကြောင်းထိုးလာနေတယ်ဆိုတဲ့သတင်းတွေကျွန်တော်မိပါတယ်တင်ပြခဲ့တယ်။အဲ့ဒီအချိန်မှာ TNL နဲ့ကျွန်တော်တပ်ဖွဲ့ဝင်တွေဟာခုခံနေကြတယ်။ဘာကြောင့်ခုခံလဲ ကျွန်တော်တို့အရာကိုနေမြေမှာခုခံနေဆိုတာမရှိတောက်တိုင်းသားနေမြေမှာခုခံနေတယ်ဆိုတာမရှိဘူးဒါကြောင့်ရဲဘော်လူငယ်တယောက်အနေနဲ့ပြောတာတောက်ကင်းပြည်နယ်ရဲ့တောက်ဖက်စခွေးတက်လာတယ်ကျွန်တော်တို့ခုခံတာမဟုတ်ဘူးဝင်လာသမ ्या အကုန်လုံးစုပ်ပြတ်သွားမယ်တင်းအလေးသူမင်းကောင်းမယ် ချင်းထုံးလေးလကောင်းမယ်ကျွန်တော်ပြောပြတာဒီပိုင်မှာစစ်နိုင်တာအဲ့ဒီမှာနေတာဘယ်သူတွေနေကြတာလဲကျောင်းတိုင်းသားမိသားစုဝင်နေနေတာကျောင်းဒေသခံတွေနေတာဆိုတော့ကိုတက်ဖွဲ့ဝင်တွေနေကြတာဟုတ်ပြီအဲ့တော့လည်းတောင်းပြီးတော့စကြောင်းထိုးလာတယ် TNL ခုခံတယ်ဆိုတော့သတင်းစင်ကြီးကြည့်လိုက်မယ်ကျွန်တော်မိဘတွေသတင်းလေးဖတ်မှာပါမတီယန်လေးခုခံတဲ့ရှေ့ရက်ဒီမှာခုခံတယ်ခုခံဒီနေ့ထိခုခံနေတယ် ဆိုတော့အဲ့ဒီအချိန်မှာဟိုဘက်ကဘက်ကကောင်းမှာဘာလို့လဲလဲဆိုတော့ TNL ထိန်းချုပ်ထားတဲ့နေမီတွေကကျေးရွာတရွာကိုတို့နေနေမီစုံမိုးရတိုက်ခိုက်တိမ့်ပိုက်ထိန်းချုပ်နိုင်လိုက်ပါတယ်ဆိုတဲ့သတင်းကြီးကိုကောက်ပြီးတော့ခေါင်းစဉ်ကြီးကြီးလှုပ်ချပလိုက်တယ်။ပြီးတော့ဓမ္မုံကြီးအချို့တွေပါဟိုးအရင်ကဓမ္မုံတွေပါထုတ်ပြီးတော့သူတို့ကဝါရဖြန့်ချပလိုက်တယ်။ကျွန်တော်တို့အထိုင်ကြည့်နေ ပီယန်အလီနောက်မှာဘသူတွေရှိလဲအဲ့ဒါရေးကြည့်တာဆက်ကောင်းလေးထုတ်လိုက်တဲ့သတင်းနဲ့ဒီကောင်တွေအခုအဝဲခံတဲ့ရောင်လုံနေတာကအဲ့ဒါ dangerous ဒီအလီလေးနောက်မှာမင်း PDF ရှိတယ်ဒီနုပ်ဖွဲ့ရှိတယ်ပီယန်အလီရှိပီယန်အလီရှိ PDF ရှိတယ် ဟုတ်ပြီချော်ဒီမတ်ရီတွက်တော့ဝမ်းသာဂုံကျူစရာတတိယကြီးဘောရခေါ်တော့ကောင်တွေအတက်ကတော့ဒတ်နိုတိစီဒီဇူလိုင်းတရက်နေ့ PNLA နဲ့ဘုံတစ်ဖက်ဝင်းတွေထုတ်ပြန်ကြေညာထားတဲ့ စင်ရဆိုင်ရာအပြစ်ခတ်ရက်တဲ့နောက်ဆုံးသောနေ့ရောက်ပြီကျောင်းရပြီပါလို့အခုမိုးရင်းကာလအဲ့ဒီကောင်နေစကြောင်းထိုးမယ်ဒီကောင်နေပြောတာဟာအင်အားပြောင်းနေတုံးတယ်ဗျာမှန်တယ်ဒီကောင်နေပေါ်တာဆွဲနိုင်တယ်ပေါ်တာဆွဲနိုင်တဲ့ area အထဲမှာလဲပေါ်တာဆွဲခံရမယ့်အထုသောလူငယ်တွေကရှိနေသေးတာဟုတ်ဗျာကျွန်တော်ကလူငယ်ဆိုတော့လူငယ်လူပဲတင်ပြပါချင်းချင်းပါ အဲ့ဒီငွေတွေမှာပေါ်တာဆွဲခံရမယ့်လူငယ်တွေမရှိဘူးဆိုရင်ပေါ်တာဆိုတာတော့ဖြစ်လာမှာပေါ့ရက်လိုက်ဘောတော်လန်တော့လုံမြောက်တော့နေမြေမှာလာငါတို့တူတူကြုံးမယ်ဖုံနိုင်ဖုံနိုင်ဒါပေမဲ့သူတို့ကအဲ့လိုမှမဟုတ်တော့ဘူးနောက်ကျွန်တော်နားလည်ပေးပါတယ်ဟုတ်ပြီဒီကောင်ကလူမျိုးစုံနဲ့ပေါ်တာဆဲလူမျိုးစုံနဲ့လူစုပြီးတော့ရှည်တန်းကိုပို့အင်အား900တထောင်ဘာဖြစ်တဲ့ညာဖြစ်တဲ့လက်နဲ့တက်ဆင်ပေး မိုးတွင်းလိုရာသည်ပြီးတော့ခက်ခဲကြမ်းတမ်းတဲ့ပေါ်မော်ဒေတာတွင်ယောနီဘလောက်ခီးနေနိုင်မလဲဒီကောင်ကြီးနောက်ဆုံးပေါ်ဉာဏ်ပညာမြင့် AI ချင်းညာကြီးထမ်းပြီးတော့ဒီကောင်ကြီးဘယ်နဲ့လန့်လန်းဆောင်နိုင်မလဲအစ်စေပဲကျွန်တော်ဟုတ်ပြီ။ဒါကြောင့်ကျွန်တော်ပြောတာကျွန်တော်တို့အလဲရောက် နိုင်ငံတနိုင်ငံဇလုံးမှာဆိုင်းအများကြီးတိုက်ခဲ့ကြတယ်ဒီစားတိုက်မဲ့ဆိုင်းကလုံးအဆွေလုံးရစ်ပါသွားမဲ့ဆိုင်းရစ်ပါသွားမဲ့ကောင်းတွေကဘသူတွေလဲအကြောင်းဖက်စစ်ခွေးတက်မိသားစုဝင်တွေ ਨੇ တော့တိုင်းလောက်ကောင်းတွေအကုန်လုံးတုတ်တည်ရှင်းလင်းခံရမှာဖြစ်တယ်ကျွန်တော်ပြောမိမိတော့ကျွန်တော်မိပါဘုရားဒီစစ်စင်ရင်းနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်မိပါကျွန်တော်မိသားစုဝင်တွေကိုကျွန်တော် အာတင်ကြခဲ့ကဲတင်ကြခဲ့တာလေမှတ်မိအောင်မင်းတင်တယ်ဟုတ်ပြီတော့နိုင်ငံပြင်းနေမှာဘယ်ကိပဲအခါမှမကြုံဘူးလေဘယ်အချိန်မှမမင်းတို့ဖူးတဲ့ကြီးမာတဲ့လိုင်းတိုက်ပါတော့ဘယ်တိုင်းမှာတစ်ဖက်ဝီနေမှာဂျမ်ဖတ်စစ်ခွေးတက် အာနာယုကောင်းတွေကိုပုတ်ချိတ်နိုင်ဖို့အတွက်ခက်ခက်ခဲခဲနှစ်ပေါင်းများစွာကြိုးစားနေတဲ့ရလတ်ဒီအချိန်မှာပြီးပြည့်စုံပါတော့ဟုတ်ပြီဒါကတော့ခချမ်းချမ်းလေးပြောမယ်ဆိုရင်တော့ဒီနိုင်ငံရဲ့အကြီးဆုံးသောအကြမ်းမဖက်ဆက်ခွေးတက်ခေါင်းဆောင်စီမစုပ်ပဲနဲ့အတော့ခံရပါတော့ ဘယ်လောက်ပါလဲကျွန်တော်ရဲ့မိသားစုဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်နေမြန်မာနိုင်ငံတော်မှာရှိတဲ့ကျွန်တော်ညီကောင်မောင်မတွေကိုယ့်ရဲ့ဘေးအန္တရာယ်ကိုကိုယ်အကောင်းဆုံးဒါသတိပြုစင်ကျင်နေထိုင်ပေးကြပါကျွန်တော်နိုင်ငံရဲ့အခက်အခဲမျိုးစုံတွေကျွန်တော်တို့အကောင်းဆုံးသိပါတယ်ဆိုတော့ဒီနိုင်ငံအတွက်ပဲကျွန်တော်တို့လူငယ်တွေနေစဉ်ကျွန်တော်တို့ရဲ့အသက်တွေကျွန်တော်တို့ခန္ဓာကိုယ်တွေပိတ်ဆက်ပြီးတော့တိုက်ပွဲဝင်နေပါတယ်ကျွန်တော်ရဲ့လူငယ်အချိန်တွေကို ော်ရန်တောင်ထဲမှာပဲပြီးပြီးတော့ကျွန်တော်တို့မိသားစုဝင်တွေနဲ့အတူတူရက်တည်နေတာပါအဲတော့ဒီကကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်မိပါအာနှစ်သိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်လာမယ့်ဗီဒီယိုဒီတစ်ချက်ပိုကောင်းအောင်ကျွန်တော်အမြဲစူးစမ်းပေးနေပါတယ်ဗျလက်လက်ပြီးစီဗီကပ်ပစ်ကြောင့်လည်းကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တဦးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးနက်နက်စတောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းလေးပါဗျာ